မယုံကြည်ရတဲ့သူတွေများပေမဲ့လည်းငလင်းပင်အတွက်အလူငွေသိန်းပေါင်း9000နဲ့ချေပြလိုက်တဲ့ခိုင်နှင်းဝင် MCL ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်ခိုင်နှင်းဝင်ကငလင်းပင်အတွက်အလူငွေသိန်းပေါင်းများစွာကောက်ခလူပေးနေရင်းနဲ့ပြဿနာတွေဖြစ်နေခဲ့တာဖြစ်ပါတယ်ခိုင်နှင်းဝင်ကငလင်းပင်အလူငွေတွေကိုတကယ်လို့အတိတ်နေရာတွေမှာမလူပေးပဲမလို့အတိတ်နေရာတွေမှာလူတန်းပေးနေဆိုပြီးဝေဖန်နေခဲ့ကြတာပါဒါအပြင်ပရာဟီတာအလုံးလုံးနေရင်းနဲ့တုံးတဲ့ပစ္စည်းတွေကလည်းသိန်းပေါင်းရာချီတန်ဘရန်တက်တွေဖြစ်တဲ့အတွက်အားလုံးကဝေဖန်နေကြတာပါ င်အလူငွေကိုဖြောင်းတယ်လို့တိုက်ခိုက်ပြောဆိုနေကြပေမဲ့ခိုင်နင်းဝေကပြိုလဲသွားခြင်းမျိုးမရှိပါဘူးဒါအပြင်သူမစီမှာအလူငွေလာလူတဲ့သူရင်လဲများတဲ့ရက်ကိုများပြားနေတော့ဖြစ်ပါတယ်လူမဲ့သူမရှိအောင်ဝေဖန်ကြပေမဲ့လူမဲ့သူတွေကတင်းရက်ထက်တင်းရက်ပုံများလို့နေတာပါခိုင်နင်းဝေကအလူခံတဲ့နေရာမှာရှုံကြည်မှုအခိုင်အမာကိုရရှိနေတာဖြစ်ပါတယ်ဒါကြောင့်မလို့လဲခိုင်နင်းဝေကဝေဖန်ခံရပြီးနောက်ပိုင်းမှာနောက်ထပ်လူငွေသိန်းပေါင်း2000လောက်ကိုထပ်မံရရှိလာခဲ့တာပါတကြံအတွင်းမှာတင်းအလူငွေသိန်းပေါင်း9000တိပြည့်သွားပါ ါပြီသိန်းပေါင်း9000ဆိုတဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်ပါဘူးဒါအပြင်ခုလောက်ထိအလွန်ဝေကောက်ခံပေးနိုင်မဲ့သူကလည်းရှားပါတယ်ခိုင်နေဝင်ကသူ့ကိုယုံကြည်ရဲ့တွင်များချောင်းကိုအလွန်ဝေနဲ့တက်တည်ပြလိုက်တာပါအလွန်ဝေသိန်းပေါင်း9000ထိကောက်ခံရရှိထားပြီးမှခိုင်နေဝင်ကသူ့ကိုဝေဖန်လဲအေးဆေးပဲဆိုတဲ့ပုံစံမျိုးနဲ့ကြွားလာခဲ့တာဖြစ်ပါတယ် ဝေဖန်ကြတာကိုဂယုမဆိုင်ပဲခိုင်နင်းဝင်ကဆက်ပြီးလူတန်းပေးသွားမှလို့လည်းအသိပေးထားပါတယ်ခိုင်နင်းဝင်ကငလင်ပေးတဲ့ဒေတာတွေဖြစ်တဲ့မန္တလေးစကိုင်းအင်းလီဒေတာကရက်ွက်တစ်ခုချင်းစီကိုတိန်ပေါင်းတောင်းချီလူတန်းပြထားတာပါနေပြီးတော့မှဆိုရင်လည်းစေးရုံမှာပါလိုအပ်တာတွေဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်ခိုင်နင်းဝင်ကနောက်ထပ်လည်းအများကြီးလှူပေးသွားအောင်မှာပါဒါပြင်ရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့တာပေါင်းကလူတန်းသွားမှာပါလူများကဝေဖန်ကြပေမဲ့လည်းလှူတဲ့နေရာမှာရက်ွက်လူကြီးတွေအုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးလူတန်းမှာသာစိတ်ချရတာကြောင့်ခိုင်နင်းဝင်ကအမြဲတမ်း န်ပူပေါင်းနေတာပါ။ဒါအပြင်ပြီးခဲ့တဲ့ရက်မှာဆိုရင်လည်းသွားလူတဲ့နေရာတစ်ခုကအန်တီဂျီတွေကခိုင်နှင်းဝေကိုဝေဖန်မှုတွေကိုအားမလျှော့ဖို့လည်းတိုက်တွန်းထားတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့နောက်မှာအမြဲတမ်းပံ့ပိုးပြီးနေကြမှာဆိုပြီးအားပေးစကားတွေပြောခဲ့တာပါ။သူမကိုယုံကြည်ကချစ်ပေးတဲ့သူရင်းရှိတဲ့အတွက်လည်းခိုင်နှင်းဝေကအလူငယ်တွေကောက်ခံကဆက်လက်လှူပေးသွားမှာဖြစ်ပါတယ်။ခိုင်နှင်းဝေကပရဟိတလို့ကို2014ခုနှစ်ကလေးကစတင်ကလုပ်ခဲ့တာပါ။နောက်ပိုင်းမှာမှကလေးတွေကိုစတင်မွေးစားကခိုင်နှင်းဝေခင်ဟာဆိုပြီးထူထောင်ခဲ့တာပါ။ကလေးတွေကိုတယောက်ပြီးတယောက်မွေး ေးစားရင်းနဲ့အောင်မြင်တဲ့ပရဟိတသမားတယောက်ဖြစ်လာခဲ့တာပါအခုဆိုရင်မြန်မာနိုင်ငံရဲ့တဘာဝဘေးအန္တရာယ်အတွက်ပါအလူငွေတွေကောက်ခံပေးနိုင်တဲ့ပရဟိတသမားတယောက်ဖြစ်လာလို့နေပါပြီရေဘေးမှာတော့လည်းတိမ်ပေါင်းတောင်းချီအလူငွေကောက်ခံပေးနိုင်ကလှူဒန်းပေးနိုင်ခဲ့တာပါနောက်ထပ်ဘလူဘေးပဲဖြစ်ဖြစ်ခိုင်နင်းဝင်ကအလူငွေတွေနဲ့ပတ်ပိုးပေးသွားအောင်မှာဖြစ်ပါတယ်မယုံကြည်သူတွေများပေမဲ့လည်းငလင်ဘေးအတွက်အလူငွေတိမ်ပေါင်း9000တောင်းနဲ့ချီပြလိုက်ကဆက်လက်လှူဒန်းသွားမယ်ခိုင်နင်းဝင်ပေါ်ပရိသတ်တို့ရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိချီးရှုပေးခဲ့ကြတဲ့တယောက် ောက်ခြင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။